အခုချိန်ကစပြီးအနတ္တလက္ခဏတုတ်တော်ခန်းကိုဖတ်ကြားပူဇော်ပါတော့မရှင်အတ္တဤပုံတရနှင့်တည်နေရာအနတ္တလက္ခဏတုတ်ကိုတိလိုသူတို့သည် ရှေးဥစွာအတ္တအယူဝါဒကို နားလည်သင်ကြ၏အတ္တနှင့်ဆက်၍နားလည်ပွဲတို့ကအတ္တဤပုံတရန်အတ္တဤတီယာအတ္တဤနာမီအတ္တဤတတ္တိ အတ္တဤဆွဲချက်များသည် အတ္တဟူသည် အစင့်မှန်ရှိသော အရာမဟုတ်ဗုဒ္ဓမပွင့်ရခင်၌ပရမတ္ထတဘာဝဓမ္မကိုကြားနာစွာမသိသောပညာရှိသူအမျိုးမျိုးဖုံဖုံတွေးဆကြည့်သောအခါဒီလိုဖြစ်တန်ရဤဟုကြံစီမှန်းဆအပ်သော အရာသာသည် ထို့ကြောင့်အစင့်အမှန်မဟုတ်သော အတ္တဤပုံတံကိုကြံစီကြရ၌ ဆရာတဦးနှင့်တဦးအယူအဆမတူကြသည်မှာဓမ္မတာပင်ဖြစ်ပါသည် ဥပမာမင်းမမြုံမတယောက်ဤတားကလေးပုံတံကိုကြံ့ကြံ့ဖန်ဖန်တွေးရ၌တယောက်နှင့်တယောက်မတူနိုင်တကယ်သို့တည်းထို့ကြောင့်ဆရာတချို့ကအတ္တသည် အလွန်အလွန်သေးငယ်ဤပရမနုမြူခောလူတို့မျက်စိဖြင့်ကြည့်၍မမြင်နိုင်သောအသေးငယ်ဆုံးမြူမှုံမျှလောက်သာရှိ၏ဟုယူဆကြ၏ နိဂန္ဓနာတဗုဒ္ဓဟုထင်ရှားသောဂျိန်းကျန်းဆရာတို့ကမူအတ္တသည်ခန္ဓာကိုယ်တစ်ခုလုံးပြန့်နှံ့နေ၏ခန္ဓာအိမ်ကြီးသလောက်အတ္တလည်းကြီး၏ဟု ဆိုကြ၏ဝေဒန္တကျန်းဆရာတို့ကအတ္တဟုသည်ကဘာကိုဖန်ဆင်းသောမြမကြီး၏အစိတ်အပိုင်းဖြစ်ရကားမြမတကူးကြီးသလို အတ္တလည်းတကူးကြီး၏ကြီးမားသင့်သောအခါ၌ကြီးမားသော ပမာဏရှိ၏ ခန္ဓာကိုယ်ဟောင်းကိုစွန့်၍ခန္ဓာအိမ်အတိတ်ကိုရှာနေခိုက်မှာအလွန်တင်းငယ်သော ပမာဏရှိ၏ဟု ဆိုကြ၏တချို့ကအတ္တသည်မြမဤအစိအပိုင်းဖြစ်သည့်အာလျောစွာတခုသည်သာ ရှိ၏ဟုယူဆ၍တချို့ကခန္ဓာအိမ်တစ်ခုလျှင် အတ္တတစ်ခုစီရှိ၏ဟုယူဆကြလေသည်ဤကအတ္တဤပုံတရံကိုကြံစီကြပုံမင်းဖြစ်ပါသည်ဂျိန်းစီယာတို့အလို အတ္တသည်ခန္ဓာကိုယ်တကူလုံး၌ပြန့်နှံ့တည်နေ၏ဟု ဆိုလို၏မိတ္တကရကျမ်း၌ကနှလုံးသား၏ဝဲရနှစ်ဖက်မှအထက်သို့တက်၍နှာခေါင်းပေါက်နှင့်ဆက်ဆက်တည်နေသောအကျောကြီးနှစ်ခုတရှိကုန်၏ထိုအကျောတို့သည်ထွက်သက်ဝင်သက်လေးတို့၏တွားရလန်းဖြစ်ကုန်တတံအခြားအကျောကြီးတစ်ခုကနှလုံးသားမှအထက်သို့တက်၍ဥကောင်း၌ရှိသောအပေါက်သို့ဆက်ရောက်၏ ငယ်ရိတ်တို့ရောက်သည်ဟုဆိုလိုဟန်တူသည် ထိုအကျော်သုံးခုတို့ဤအလဲ၌လာရောင်ကဲ့သို့အယံအဝန်းရှိ၏ထိုအယံအဝန်းဤအလဲ၌အတ္တသည် လင်းငင်ရ၌ထွန်းအပ်သောဓာမီးကဲ့သို့ မတုံမလှုပ်တောက်ပနေသည်ဟုဆိုတတ်တံဤကားအတ္တဤတရားဌာနကိုကြံဆကြပုံဖြစ်ပါသည်အတ္တဤနာမည်နှင့်တတ္တိ ပါဠိဘာသာဖြင့်အတ္တဟု ထင်ရှားသောထိုအရာကိုမြမတို့ကအသက်ကောင်ဝိညာဉ်ကောင်လိပ်ပြာဟုခေါ်ကြသည်ထိုအတ္တဤတတ္တိကကာရကပြုဝဲကိစ္စအဝဝတို့ကို ပြုလုပ်နိုင်၏ဝေဒကခန်းဆန်းစရာဟူသည်မြကိုကောင်းကောင်းဆူဆူခန်းနိုင်ဆန်းနိုင်၏တာမီခန္ဓာအိမ်ဤအရှင်သခင်လည်းဖြစ်၏နိဝါတိခန္ဓာအိမ်၌အမြဲနေ၏ ။တယံဝတိခန္ဓာအိမ်နှင့်ဆိုင်သောကိစ္စဟူသမျှကို သူ့အလိုသို့လိုက်စီနိုင်၏ဟုယူဆကြသည်။အကျယ်ချဲ့ရလျင်မိမိကိုယ်ကိုစဉ်းစားကြည့်ပါ။အစင်းငုံမြင်ရ၌မျက်လုံးအတွင်းရှိစက္ခုဟုခေါ်အပ်သောပတာရဖြင့်အတက်ကောင်ဝิญဉ်ကောင်ဖြစ်သောအတ္တကမြင်၏။အတ္တသည် မြင်ခြင်းကိစ္စကိုဖြစ်စေ၏။ ထို့အတူနားဖြင့်ကြားရာနှာခေါင်းဖြင့်အနံ့ယူရာရှားဖြင့်အရသာခံရတို့၌အတ္တသည်ကြား၏အတ္တသည်အနံ့ကိုသိ၏အတ္တသည်အရသာအကောင်းအဆိုးကိုခံစား၏ဒုစသဖြင့်ထိ၍နာကျင်ရ၌အတ္တသည်နာ၏မိဖြင့်ထိရ၌အတ္တသည်ပူ၏ရေဖြင့်ထိရ၌အတ္တသည်အေး၏ဖဲမွေရာစသောအခင်းအနှီးနုနုညံ့ညံ့ကိုထိတွေ့ရသူ၌ အတ္တသည်အရတာကိုခံစား၏စေကူး၍တရားကိုအာယုံပြု၍အာယုံတစ်ခုခုထင်လာရသူ၌အတ္တသည်ထိုအာယုံကိုသိ၏ဤသို့သာသဖြင့်ပြုဝဲခံဝဲစံဝဲတိဝဲတို့ကို အတ္တသည်သာပြီးစေနိုင်ခံစံနိုင်သိနိုင်ရကားခန္ဓာအင်ကိုပိုင်ဆိုင်သောအိမ်ပိုင်ယာပိုင် ဖြစ်၏စားခြင်းသွားခြင်းအိတ်ခြင်းစသော အလိုဆန္ဒဟုသမျှသည် အတ္တ၏အလိုကြီးသည် အတ္တသည်ခန္ဓာကိုယ်ကိုမဆွေးမြေ့မအိုးမင်းအောင်မတတ်နိုင်တော်လေခန္ဓာကိုယ်အဟောင်းပြည့်ချိန်၌ခန္ဓာအတိတ်ကို ရှာမိ၏ထို့သောရှာမိသည့်အခါအတ္တပြုထားသောကံအားလျော်စွာ ခန္ဓာအတိတ်ရပြန်၏ထို့ကြောင့်အတ္တသည်ခန္ဓာအိမ်တစ်ခုဟောင်းလျင်တစ်ခုပြောင်းရင်ဖြစ်ကခန္ဓာအိမ်၌အမြဲနေသော အရာဝတ္ထုဖြစ်၏ ဤသို့စသဖြင့်ကံဉဏ်ဝရိယနှင့် စိတ်ဤအစွမ်းဟူသမျှကို အတ္တဤတတ္တိကြီးဟု အထင်မှားလျက်အစစ်အမှန်မရှိသော အတ္တကိုပင်တတ္တိအမျိုးမျိုးဖြင့်အမှုန်းတင်ကစိတ်ထဲ၌ထင်လာမြင်လာအောင်ကြံစည်စိတ်ကူးကြလီတော်သည်ရုပ်ကိုအတ္တဟုဆွဲချက်အတ္တဆွဲလန်းရာအချက်မှာရုပ်ဝေဒနာတင်ညာတင်္ခါရဝိညာဉ်ဟု၅ဌာနရှိ၏ အချုပ်အားဖြင့်ရုပ်ကို အတ္တဟု ဆွဲလန်းခြင်းဝေဒနာစသော၄ပါးတွင်တဘာဝသောနှံတရားကိုအတ္တဟု ဆွဲလန်းခြင်း၂မျိုးရှိ၏ထိုတွင်ရုပ်ခန္ဓာကိုအတ္တဟုဆွဲလန်းသူတို့အလူအားဖြင့်ရုပ်ခန္ဓာကိုဤအရတ်တိုင်းမှာအမြူဒီကဲ့သို့ခိုင်မာ၍ခန္ဓာအိမ်တစ်ခုလုံးကိုအုပ်ချုပ်စီမံနေသောရုပ်မုံကလေးတွင်ရှိ၏ ဤခန္ဓာကိုယ်ပျက်စီးခြင်းကြသဖြင့်ဆွေးမြေ့ပျက်စီးရသည့်အခါထိုအတ္တရုပ်မုံကလေးများသည်ဥစေဒဒိဋ္ဌိအယူရှိသူတို့အလိုတခါတည်းပြက်ပြားရတော့၏ဟုဆိုလိုတော်လဲတတရဒိဋ္ဌိအယူရှိသူတို့အလိုအပြင်မပြက်ပြားဘဲမိမိပြုထားသောကံအားလျော်စွာဘဝတည်၌ရုပ်ခန္ဓာသည့်ဖြစ်၍ကြီးပွားရပြန်သည်ဟု ယူဆကြသည်နောက်ဆုံးကဘာပျက်စီးခြင်းကြောင့်၍ကဘာမီးလောင်သောအခါ ဤအတ္တယုံမုံကလေးတွေသည် မျက်စိဖြင့်မမြင်နိုင်လောက်အောင် အလွန်ငယ်သောပရမာနုမြူအနေအားဖြင့်ကမ္ဘာလောကဝယ်အနှံ့အပြားကြံ့ရည်၏ထိုသို့ကြံ့ရည်သောကြောင့်သာကမ္ဘာသစ်တည်ပြီးသောအခါပရမာနုမြူတစ်ခုနှင့်တစ်ခုရောနှောပေါင်းဆက်မိ၍ဒွိအနုကအနုမြူနှစ်ခုတွင် ဖြစ်၏ဒွိအနုမြူချင်းပေါင်းမိပြန်ရာစတုအနုကအနုမြူလေးခုတွင်ဖြစ်၏ ဤသို့စသဖြင့်အနုမြူအတ္တကလေးတွေပေါင်းမိရာမှစ၍တတဝအမျိုးမျိုးတို့ပေါ်ပေါက်လာကာကမ္ဘာလောကကြီး၌လူနတ်မြမာထီအောင်တတဝတွင်ပြည်လာသည်ကို တွေ့ကြရသည်ဤကအနုမြူကစ၍တတဝတွင်ဖြစ်လာ၏ဟုယူဆသောဝါဒတစ်မျိုးသည်မြမာကလောကကိုဖန်ဆင်းပြီးနောက်တတ္တဝါတွေကိုဖန်ဆင်းသည်ဟုယူဆသောဝါဒ၌လည်း မြမမင်းသည်ထိုအနုမြူကလေးတွေကိုပင်ပေါင်းဆက်အသက်တွင်း၍တတ္တဝါဖြစ်အောင်ဖန်ဆင်းသည်ဟုယူဆဟန်တူသည်ဤပြခဲ့သောဝါဒ၌အတ္တဆွေရာဌာနသည်ယုတ်တရားပင်ဖြစ်၏ဟု ဆိုလိုပါသည်ဝိညာဉ်ကို အတ္တဟုဆွဲပုံခံစားတတ်သောဝေဒနာကို အတ္တဟု၎င်းဟောဟာဒီဟာမှတ်သားတတ်သောတင်ညာကို အတ္တဟု၎င်း ထိုထိုကိစ္စတို့၌လှုံ့ဆော်ပေးတတ်သောစေဒနာသင်္ခါရကို အတ္တဟု၎င်းတွေးထိမှုဖတ်တစသည်ကို အတ္တဟု၎င်းစိတ်ဝိညာဉ်ကို အတ္တဟု၎င်းတချို့ကစွဲလန်းကြ၏ထို့တွင်ဝိညာဉ်ကိုအတ္တဟုဆွဲလန်းခြင်းသည်ယခုအခါဗုဒ္ဓကျမ်းစာတို့၌အထူးအဖြင့်အဘိဓမ္မာသဘော၌မကျွမ်းကျင်သူမြမလူမျိုးတို့ဆွဲလန်းပုံနှင့်ထပ်တူကြ၏ မြမလူမျိုးတို့သည် လူတယောက်သေးဆုံးသောအခါ၌အသက်ကောင်းဝိညာဉ်ကောင်းဟုထင်မှတ်ထားသောအရာသည်ဤခန္ဓာအိမ်မှထွက်ခွာသွား၍ကံအားလျော်စွာ ခန္ဓာအိမ်အသစ်မှညှိတွေ၏ခန္ဓာအိမ်အသစ်တွေ့စရာမရှိလျင် ခန္ဓာအိမ်အဟောင်းကိုပင်မလွတ်သေးခန္ဓာဟောင်း၌တစွန်းတစတွဲကပ်လျက်ခန္ဓာအသစ်ကိုထောက်လှမ်းရှာဖွေနေ၏ခန္ဓာသစ်တွေ့၍ထိုခန္ဓာသစ်၌တစွန်းတစညှိတွေမှ ခန္ဓာအဟောင်းကိုစွန့်လွတ်သည်ဟုကြံစည်ယူဆကြလေသည်အကယ်၍ခန္ဓာအသည့်မရသေးခင်ခန္ဓာအဟောင်းကိုမနေသားသဖြင့်စွန့်လွတ်ရပြန်သောခန္ဓာအသည့်မရသေးသမျှအတ္တကလေးသည်မိမိအိမ်အနီးပါဝင်သွာလာလှည့်ပတ်နေ၏တစီဖြစ်နေသည် ဟုဆိုလိုသည်ခလေးငငယ်ရွယ်ရွယ်လန့်သွား၍မိသွား၍မတုံမလှုပ်ဖြစ်နေလျင် ဝိညာဉ်ကောင်လက်ပြဆင်ထွက်သွားသည်ဟုယူဆ၍လက်ပြပြန်လာအောင်ခေါ်နီးကို ရှေးလူကြီးသူမတို့ပြုကြလေသည်တရုတ်လူမျိုးတို့ကဝိညာဉ်လက်ပြဤနေထိုင်ရာအိမ်ကိုပင် တခန်းတနာပြုလုပ်ထားကြသည်ဤတခါတရံတေသူဤလက်ပြသည်သားသမီးအဆရှိသောကျန်ရည်သူများ၏လက်ပြကို မကြာခဏလာခေါ်နေသည်ဖြင့်ကျန်ရည်သူကိုပါတေ၍လိုက်သွားမည်ဆိုသောကြောင့် လိပ်ပြာခွဲနီးအစီစဉ်ကိုပင် ပြုလုပ်ကြရသေးသည်ဤကစိတ်ဝိညာဉ်ကိုအတ္တဟုယူဆ၍ထိုအတ္တကိုပင်အသက်ကောင်းဝိညာဉ်ကောင်းလိပ်ပြာဟုခေါ်ကြသောမြမလူမျိုးတို့အတ္တဆွဲလန်းချက်တည်းမှတ်ချက်တေပြီးသည့်နောက်အိမ်စဒီကို တွေ့တာ၍အနီးပါးမှာတဆေဖြစ်နေသူသည်ဝိညာဉ်ကောင်းမဟုတ်ပိတ္တာဘဝရောက်နေသူသာသည် တည်ပြီးနောက်ရောက်ဖို့ရာဘဝကိုဂတိဟုခေါ်၏ထိုဂတိသည် လူနတ်ငရေပိတ္တာတရိษံအားဖြင့်၅မျိုးရှိပါသည်တာတိယဟန်ဤအတ္တစွင်ဗုဒ္ဓလက်ထက်တော်၌တာတိမိသောယဟန်တော်တပါးသည်ဇတ်တော်များကို အထူးလိုက်စားသူ ဖြစ်၏ဇတ်ပေါင်းသောအခါရှိတုငဝတ္တနရာမင်းသည် မဟာဇနကမင်းသည်တင်မိမင်းသည် သူမေတာယတိသည်ယခုအခါငါဖျားဖြစ်လာ၏ဤသို့စသောစကားအသုံးနှုံးများကိုလေးနက်စွာစဉ်းစား၍သူမေတာယတိဘဝတုန်းကစိတ်ဝိညာဉ်သည်မပြတ်မစင်ခိုင်မြဲစွာတည်တံ့လျက်တင်မိမင်းစသောဘဝရောက်ကဖျားဖြစ်သောအခါအလွန်ရင့်မာသောဝိညာဉ်တော်ဖြစ်လာရသည်ကံကောင်းကံဆိုးအမျိုးမျိုးကိုပြု၍မိမိပြုအပ်သောကံဤအကျိုးကိုဤဝိညာဉ်သည်ပင်ခံစားရ၏ ပြုလုပ်သူလဲဤဝိညာဉ်ခံစားသူလဲဤဝိညာဉ်မင်းဒီဟုယူဆလေသည်ဤတာတိယဟန်ကယခုခေတ်မြန်မာလူမျိုးတရုတ်လူမျိုးစသူတို့ကဲ့သို့ဝိညာဉ်ကိုပင်အတ္တဟုယူဆသူသည်ဝိညာဉ်အတ္တဤတန္တရာလေပုံရုပ်ကိုအတ္တဆွဲသူတို့ကကဘာပြတ်တော်လဲပရမအနုမြူရုပ်မှုံကလေးတွင်အနှံ့ပြားတရှိနေ၏ဟု ယူဆကြသဖြင့် သူတို့အလိုတတ္တဝါအဆက်မပြတ်နိုင်တယ်လို့ဝိညာဉ်ကို အတ္တဟု ဆွဲသူတို့ကလည်းတတ္တဝါအဆက်မပြတ်အောင်ကြံစည်စဉ်းစားကြ၏ကြံစည်စဉ်းစားပုံကစိတ်ဝိညာဉ်ဟုသော အတ္တသည်ဒါနတီလစသောကံသူ့အသက်တတ်မှုစသောကံများကို ပြုလုပ်ထားသည့်အားလျော်စွာကောင်းသောဘဝ၌ခန္ဓာအင်္ဂါကို၎င်းမကောင်းသောဘဝ၌ခန္ဓာအင်ညံ့ကို၎င်းရကြလေ၏ ကမထံအားထုတ်၍ထိုဝိညာဉ်စင်ကြယ်တန်ရှင်းလာလျင်ဇံရလျင်မြမပြည်သို့လဲရောက်နိုင်၏ဝိပဿနာကမထံကိုအနေဆာနှင့်ဒုက္ခမျှကိုအားထုတ်၍တရားပေါက်လျင်ဇံနှင့်တကွယဟန္တာအဖြစ်သို့ရောက်၏ထိုအတ္တသည်နိဗ္ဗာန်သို့ရောက်၏သူတို့ဆိုလိုအပ်သောနိဗ္ဗာန်သည်ဗုဒ္ဓရှင်တော်မိန့်တော်မူသောအာလုံးချုပ်ဆုံးရာနိရောဓမဟုတ်အတ္တဝိညာဉ်အထင်ရှားရှိသော လောကထုပိကဟုခေါ်ဝေါ်တမုတ်အပ်သော ထိတ်ဆုံးမြမပြည်ပင်သည်ထိုနိဗ္ဗာန်၌ကဘာများစွာ အေးချမ်းတရားလျက်အတ္တဝိညာဉ်တည်နေပြီးနောက်အတ္တတန်းစီသောအခါထိုအတ္တဝိညာဉ်သည်နိဗ္ဗာန်မှတဖန်ပြန်လာကာကဘာလောက၌အခြားအတ္တများနည်းတူကျင်လည်ရပြန်သည်ဟုယူဆကြသည် ဤနည်းအားဖြင့်ဝိညာဉ်ကို အတ္တဟုယူဆသူတို့အလိုအားဖြင့်လဲတန္တရာဆက်လေကတတဝမကုံနိုင်ပဲရှိလေသည် အချုပ်မှတ်ဖွယ်အတ္တဆွဲလန်းသူတို့သည်တချို့ကရုပ်ကို အတ္တဟု ဆွဲလန်းတချို့ကစိတ်ဝိညာဉ်နှင့်ဝေဒနာစသောနံကိုအတ္တဟုဆွဲလန်းကြ၏ထိုအတ္တဆွဲလန်းချက်နှမျိုးလုံးပင် အတ္တအဆက်မပြတ်ကြထိုထိုအလုတ်ကိစ္စကို မျက်စိနားနှာအင်္ဂါခြေလက်တို့ဖြင့်ပြုလုပ်နေရ၌အတ္တအစွမ်းကြောင့်သာ ထိုအလုံးများပြီးစီရ၏လက်မြောက်ရ၌အတ္တကမြောက်လို၏မြောက်လို၍အတ္တစီမံသည့်အတိုင်းလက်သည်မြောက်၍ဖြစ်၏ခြေဖြင့်သွာလာရ၌အတ္တအလိုအတိုင်းဖြစ်ခြင်းသာသည်ထိုအတ္တသည် ယခုလိုဘဝကကံအမျိုးမျိုးပြုလုပ်၍နောက်ဘဝများစွာ၌ မိမိပြုလုပ်သောကံဤအကျိုးကိုမိမိဒီပင်ခံဆန်ရသည် ထို့ကြောင့်အတ္တသည် မပြတ်မဆဲမြဲဤဟုတတရဝါဒီပုဂ္ဂိုလ်တို့ကယူဆကြ၏အတ္တသည် တဘဝတစ်ခါဖြစ်၏တဘဝဆုံးလျင်ထိုအတ္တလည်းပြတ်၏ဟု ယူဆကြသောဩစေရဝါဒီပုဂ္ဂိုလ်တို့ကမူအတိအတိအတ္တကိုမြမမင်းကဖန်ဆင်းပေးသည်တဏီ မြမမင်းဤကိုအစိတ်ပိုင်းမှအတ္တသည်ပောက်ဖွားလာရကတေလျင်အတ္တသည်မြမကိုတို့ပြန်၍ပေါင်းစဤဟုယူဆကြလေသည်ဤတို့လျင်ဗုဒ္ဓရှင်တော်ပွင့်တော်မမူမီကပင်ပညာရှိလေအတ္တဆွဲအားကြီးလေဖြစ်ခါကဘာတစ်ခုလုံးမြမကြီးတွေအထိအတ္တအယူလွှမ်းဖုံးနေရကဗုဒ္ဓပွင့်တော်မူသောအခါ ထိုအယူဝါဒကို ပထမဆုံးဖြည့်ဆည်းဖို့ရာဓမ္မစကြာတရားတော်ကိုထက်ခါထက်ခါဟောတော်မူပြီးနောက်ဝါစုလပြည့်ကျော်9ရက်မြောက်မှာအနတ္တလက္ခဏာတုတ်တော်ကိုဟောတော်မူပါသည်အမှားဗုဒ္ဓသည်ဟိန္ဒူဝါဒကို ပြင်ဆင်၍ဟိန္ဒူဝါဒအလိုက် တရားတို့ကို ဟောထား၏ဟုဆွတ်ဆွဲကြ၏ဗုဒ္ဓမြတ်စွာသည် ဟိန္ဒူဝါဒ၏နောက်လိုက်မဟုတ်ကြောင်းကိုယခုပြအပ်တော်မူအနတ္တလက္ခဏာတုတ်တရားဖြင့်နားလည်ထိုက်။ဘာကြောင့်ဤဟိန္ဒူဝါဒ၌အတ္တအစွဲသည် အလွန်ခိုင်မြဲ၏။အနတ္တလက္ခဏာတုတ်တော်ကထိုအတ္တကို လုံလုံပယ်တော်မူသောကြောင့်ဤအနတ္တလက္ခဏာတုတ်မြမပြန်ဘိက္ခုတို့ယုတ်သည်အတ္တမဟုတ်ယုတ်မှအတ္တမရှိ။ ထင်ရှားစေဦးမည်ဘိက္ခုတို့ရုပ်ခန္ဓာသည်အကယ်၍အတ္တမဟုတ်အံ့အတ္တဟုတ်ယုံမှန်လျင်ဤရုပ်သည်နာကျင်ခြင်းမဖြစ်ရငါဤရုပ်သည်ဤကဲ့သို့ကြမ်းကြမ်းမာမာလှလှပပဖြစ်ပါစေဤတို့မကြမ်းမာမာဆိုးဆိုးဝါဝါမဖြစ်ပါစေနှင့်ဟု ကိုယ်အလိုကြအောင် တောင်းတ၍ရကောင်းရာ၏ဘိက္ခုတို့ ရုပ်သည်အတ္တမဟုတ်သောကြောင့်သာနာကျင်ခြင်းလည်းဖြစ်၏ငါဤရုပ်သည်ဤသို့ ကျမ်းမာလှပစွာဖြစ်ပါစေမကျမ်းမာမှာပဲစိုးစိုးဝါးဝါးမဖြစ်ပါစေလင်ဟု တောင်းတ၍လည်းမရနိုင်ဘိက္ခုတို့တင်တို့ဘယ်လိုမြင်ကြသနည်းရုပ်သည်မြဲသလားမမြဲဘူးလားထိုအခါပြင်စဝဂီတို့ကရုပ်သည် မမြဲပါဖရာဟု ပြန်လျှောက်၏ထိုအခါဗုဒ္ဓရှင်တော်ဖရာကမမြဲသောအရာသည်ဒုက္ခလားဒုက္ခလားဟု မေးတော်မူပြန်ရာ ပြင်ဆဝဂီတို့က မမြဲသောအရာဟုသမျှဒုက္ခကြီးပါဖရာဟု ပြန်လျှောက်လေသည်ထိုအခါဗုဒ္ဓရှင်တော်မြတ်ဖရာကမြဲလဲမမြဲဆင်းလဲဆင်းရဲဖောက်ပြန်ခြင်းသဘောလဲရှိသောအရာကို ဤဟာဒီငါဟာဤဟာဒီငါဤဟာဒီငါဤအတ္တဟုတဏှာဆွဲမာနာဆွဲဒိဋ္ဌိဆွဲတို့ဖြင့်ဆွဲဆွဲလန်းလန်းကြည့်ရှုဖို့ရာတင့်ပါအုံးမီလောငါဟာငါဥစ္စာဟုဆွဲလန်းခြင်းသည်တဏှာငါဟုဆွဲလန်းခြင်းသည်မာနာငါဤအတ္တဟုဆွဲလန်းခြင်းသည်ဒိဋ္ဌိထို့သောရှင်တော်မြတ်ဖျားကပြောသောအခါ ပြင်ဆဝက်ကြီးတို့က မသိမ့်ပါဖျားဝေဒနာစသည်ကိုလည်းဤနည်းအတိုင်းမေး၍ပြင်ဆဝက်ကြီးတို့ကဖြေကြလေသည် ရှင်တော်မြတ်ဖျားကဘိက္ခုတို့ရုပ်ခန္ဓာကိုယ်သည်ယခုပြခဲ့သည့်အတိုင်းအနိစ္စဒုက္ခအနတ္တဖြစ်ခြင်းကြောင့်အတိတ်အနာဂတ်ပစ္စုပန်၌ဖြစ်လေသမျှရုပ်တွေကိုယ်တွင်ကိုယ်ပဖြစ်လေသမျှရုပ်တွေရုပ်ကြမ်းရုပ်နှုတ်တွေ အောက်တန်းစားအထက်တန်းစားရုပ်တွေမိမိအဝေးနီးမှာရှိသော ရုပ်တွေကိုဤရုပ်အားလုံးသည်ငါဟာမဟုတ်ငါဆိုတာလည်းမဟုတ်ငါဤအတ္တလည်းမဟုတ်ဟုမှန်ကန်စွာသိသောဝိပဿနာဉာဏ်ဖြင့်မဉဏ်ဖြင့်ရှုကြမှတ်သားကြပြီတော့ဝေဒနာစသည်ကိုလည်းဤနည်းအတိုင်းမိန့်တော်မူသည်ဆက်ပြီးတော့ရှင်တော်မြတ်ဘုရားကမိန့်တော်မူသည်မှာ ဘိက္ခုတို့ဤတို့ဉာဏ်ဆက်ခုဖြင့်ကြည့်ရှုသောစာပေဘ ഹു တုတ္တမက်ဖို့ဘ ഹു တုတ္တလည်းရှိသော အရိယာတပည့်သည်ယုတ်ခန္ဓာ၌လည်းညင်းဝေ၏ဝေဒနာ၌လည်းညင်းဝေ၏တင်ညာ၌လည်းညင်းဝေ၏သင်္ခါရတို့၌လည်းညင်းဝေ၏ဝိညာဉ်၌လည်းညင်းဝေ၏ညင်းဝေခြင်းပြင်းပြလာလျင် ထိုခန္ဓာ၅ပါးယုတ်နံတရား၌ တက်မဲ့တွေတာမှုကင်းတော်ဤတက်မဲ့တွေတာမှုကင်းလျင်ထိုခန္ဓာ၅ပါးမှစိတ်အားဖြင့်လွတ်မြောက်ရတော်ဤစိတ်လွတ်မြောက်သောငါစိတ်ကျွတ်လွတ်ပေပြီဟုအသိဉာဏ်ဖြစ်လာဤနောက်တဖန်ပရိတ်တန်နေရခြင်းမရှိပြီမြတ်သောအကျင့်ကိုကျင့်ပြီးပြီပြုဘွယ်ကိစ္စဟူသမယကို ပြုပြီးပြီနောက်ထဤကိစ္စမျိုးပြုဖို့ရာမလိုတော့ပြီဟု ပိုင်ပိုင်ကြီးသိနိုင်သည်အတိတ်ပဲရှင်းလင်းချက် အနတ္တဖြစ်ကြောင်းလက်တွေ့တစ်အတ္တသည်မိမိကိုယ်နှင့်ဆက်ဆံရာဝယ်မိမိအလိုကြအောင် စီမံနိုင်၏ဟု အတ္တဆွဲလန်းသူတို့ကယူဆကြ၏သူတို့ယူဆကြသည့်အတိုင်းရုပ်ခန္ဓာသည် အတ္တဖြစ်နေလျင် သို့မဟုတ် အတ္တရှိနေလျင်အတ္တသည် ရုပ်ခန္ဓာ၏ အနာရောဂါမဖြစ်ခြင်းကိုအလိုရှိပေလိမ့်မည်။သို့သောရုပ်ခန္ဓာကအနာရောဂါကင်းကင်းရှင်းရှင်းမဖြစ်ဘဲမကြာမကြာယောဂါရုပ်တွေဖြစ်နေ၏။ထို့သောမကြာမကြာယောဂါရုပ်တွေမဖြစ်ခြင်းပဲဖြစ်ရဘုံကိုထောက်လျင်ဤရုပ်ခန္ဓာသည်မိမိအလိုရစီမံနိုင်သောအတ္တလည်းမဟုတ်အတ္တလည်းမရှိဟုသိတာလေသည်။ထို့အတူ ဝေဒနာသင်ညာသင်္ခါရဝိညာဉ်တို့ကိုလည်းစိစစ်ကြည့်ပါထို့သောစိစစ်ကြည့်သောအခါထိုဝေဒနာစသည် တို့လည်းမိမိအလိုတိုင်းမဖြစ်နိုင်ပုံထင်ရှားပါလိမ့်မည်ထို့ကြောင့်ဝေဒနာစသည်ကိုလည်းအတ္တမဟုတ်အတ္တလည်းမရှိကြဟု မှတ်ပါ အနိစ္စဒုက္ခဖြင့်အနတ္တထင်ပုံ နှစ် အတ္တဟု ဆွဲလန်းသူတို့ကအတ္တသည်မပြတ်မဆဲခိုင်မြဲ၏ဟုလည်းယူကြ၏သို့သောဤယုတ်ခန္ဓာသည် မြဲသလားမမြဲဘူးလားဟု စစ်ဆေးကြည့်လျင် မမြဲကြောင်းထင်ရှား၏ဝိပဿနာတမာဒိဋ္ဌိအခန်း၌အနိစ္စဖြစ်ပုံကို ပြခဲ့ပြီမမြဲသည့်အတွက် တပြက်သေးပြက်နေသောယုတ်ခန္ဓာကိုဒုက္ခလို့ဆိုမိလား ုက္ခလို့ဆိုမိလားဟုမေးလျင်ဒုက္ခဟုပင်ဖြေကြပေလိမ့်မည်ထို့သောမခိုင်မြဲ၍ဒုက္ခအတုံးခဲဖြစ်လျက်ပျက်စီးတတ်သောဤယုတ်ခန္ဓာကိုငါယုတ်ငါခန္ဓာငါဥစ္စာဟုတဏှာသောအားဖြင့်လဲဆွဲလန်းသင့်ပါအောင်မည်လောငါဆိုရာဒီယုတ်ခန္ဓာပဲကွာဟုမာနသဘောအားဖြင့်လဲဆွဲလန်းသင့်ပါအောင်မည်လော ဒီယုတ်ခန္ဓာသည်ဖြင့်ငါဤအတ္တငါဤအသက်ကောင်းလိပ်ပြာကောင်းဟုဒိဋ္ဌိသဘောအားဖြင့်လဲဆွဲလန်းသင်မှာအုံးပြီလောမဆွဲလန်းသင်တော့ပြီဝေဒနာစသည်ကိုလဲဤသို့စစ်ဆေးကြည့်ပါယုတ်နံအာလုံးမဆွဲလန်းသင်ယခုဘဝ၌ရှေးရှေးနှစ်လနေ့ရအချိန်များစွာတုန်းကဖြစ်ခဲ့ကြသောရှေးရှေးဘဝများစွာကဖြစ်ခဲ့ကြသော ်ယုံနံအားလုံးဒီပင်အမြဲမရှိသောအနိစ္စတရားပျက်စီးဖောက်ပြန်သောဒုက္ခတရားအသက်ကောင်းလိပ်ပြာကောင်းဝိညာဉ်ကောင်းဟူ၍ဆွဲလန်းထင်မှတ်အပ်သောအတ္တမရှိ၍အနတ္တတရားဖြစ်ကြသောကြောင့်ထိုရှိရှိကယုံနံများသည်ယခုဘဝယခုအချိန်၌ရှာ၍မရအောင်ပြက်ခဲ့ကြပြီးနောက်နောက်ဖြစ်ပြဲ့သည်မြတ်လေဤကဲ့သို့ပြက်ကြရအောင်မည် ယခုဖြစ်စေယုံ난တရားတွေလည်းဝိပဿနာဉာဏ်ပညာဆက်ခုဖြင့်မကြည့်ရှုနိုင်ကြသေး၍မြက်ဝါထင်းနေမမြင်ရစေကားမူနှမ်းအိုးကင်း၌နှမ်းတွေတဖြည်းဖြည်းမြည်လျက်ကျက်နေတကဲ့သို့အချိန်မလတ်ခန္ဓာကိုယ်အရတိုင်းမှအမှန်ပင်ပြည့်နေကြသည်ကို့တန်တန်ကယုံ난တွေဖြစ်လိုက်ပြည့်လိုက်နေကြသလိုသူတစ်ပါးတန်တန်မှလည်းဖြစ်ပြည့်၍ နေကြပေသည်ထို့အတူအကျန်းအနုအယုတ်အမြတ်အဝေးအနီးဖြစ်သောယုံနံအားလုံးတို့ဖြစ်ပြက်နေရကယုံနံအားလုံးကိုငါဥစ္စာမဟုတ်ဟုတည်သောဝိပဿနာဉာဏ်ထိုဉာဏ်တဲ့ထက်တန်သောမဲ့ဉာဏ်ဖြင့်တဏှာဇွဲကိုဖြုတ်တင်ကြပြီငါငါဟုမာနဇွဲကိုလည်းဖြုတ်တင်ကြပြီယုံနံကိုငါဤအတ္တဟု ဒိဋ္ဌိဆွဲကိုလည်းဖြုတ်တင်ကြပြီ အစင်းစင်တက်၍ယဟန္တာဖြစ်ပုံ၄ဤပြခဲ့သောဤဖြင့်ရုပ်ခန္ဓာနှင့်ဝေဒနာစသောနံခန္ဓာကိုဉာဏ်ဖြင့်စင်ကျင်ကြည့်လိရှိသော သူတော်ကောင်းဖြစ်ကြရှိသည်ထိုရုပ်နံခန္ဓာပေါ်၌ငွေလျော်ပြောပိုက်ခြင်းမရှိဘဲညင်းငွေလာ၏ညင်းငွေလာလျင် ထိုရုပ်နံခန္ဓာအပေါ်၌ နှစ်သက်တွေ့တာမှုကင်းရှင်းသွား၏တွေ့တာမှုကင်းရှင်းသွားလျင်မရပြီဆိုရ၏တွေ့တာမှုကင်းရှင်း၍မက်ကိုရလျင် ရုပ်နံအပေါ်တွေ့တာနေခြင်းမှလွတ်မြောက်သွားတော်၏ဖို့ကိုရပြီဟုဆိုလိုသည်ထို့နောက်မိမိစိတ်အစဉ်သည်ကိလေသာတို့မှလွတ်ပြီဟု ကိုယ်တိုင်လည်းသိ၏ငါသည်နောက်ဘဝ၌ပဋိသင်္ဍေနေပွဲမလို့ ြုကျင့်ပွဲတရားများကို ပြုကျင့်ပြီးပြီနောက်ထပ်ကျင့်ပွဲမလိုတော့ဘူးဟုလည်းကိုယ်တိုင်သိနိုင်ပေသည်ဤစကားစဉ်ဖြင့်ယုတ်နံကို အနိစ္စဒုက္ခအနတ္တဟု ပိုင်နိုင်စွာရှုနိုင်သူတို့သည် သောတာပန်စသောအရိယာအဖြစ်သို့ရောက်၍နောက်ဆုံးယဟန္တာဖြစ်ကြသည်ဟုဆိုလိုသည် အမှားဤစာကြည့်ရင်စာဆိုသည့်အတိုင်းဉာဏ်ကိုစိုက်၍စိုက်၍ စဉ်းစားကြည့်ကြပါလိအပေါ်ယံဖတ်သွားယုံမျှဖြင့်က အကျိုးများလှမည်မဟုတ်ပါအချားဘာသာ၌အနတ္တဟု ဟောချက်ရှိသလိုယခုလောက၌ထင်ရှားသောဘာသာဝါဒကြီးတို့တွင်ဟိန္ဒူဝါဒသည်ဗုဒ္ဓဝါဒတော်နှင့်အတော်နီးစပ်၏ဗုဒ္ဓသည်ပင်ဗုဒ္ဓမဖြစ်ခင်ကဟိန္ဒူဝါဒကို လိုက်နာခဲ့သော အမျိုးပေသည် ထိုဟိန္ဒူဝါဒီတို့သည်ကံနှင့်ကံဤအကျိုးနားလည်၍ယုံလဲယုံကြည်ကြ၏သို့သော အတ္တအယူဆကူကအလွန်ယုံကြည်စွဲမြဲလေသည်ဗုဒ္ဓတာဝကတွင်ပါဝင်ကြသော ဥပါဒကဥပါတိကာမတို့၌တော်မှလည်းထိုအတ္တစွဲလန်းမှုများရှိကြသည်၏အတ္တနှင့်အနတ္တသည်ဟုဘကန်းနှင့်ဒီဘကန်းအလှမ်းဝေးသလိုဖြောင့်မြောက်ဆန့်ကျင်မဲ့ဖြစ်ကတဝါဒနှင့်တဝါဒ အလွန်ခြားနားလျက်ရှိ၏အတ္တဟုဆွဲလန်းနေသည်မြလဲယုံနံတို့၏အနိစ္စဒုက္ခကိုပိုင်နိုင်စွာမသိနိုင်အပေါ်ယံယုတ်တရားနံတရားပြတ်တော်လဲအမကံအထေကို အတ္တကလေးကမပြတ်ဘဲကြံနေသေး၏ဟု ယူကြအုံးမိသာထို့ကြောင့်အခြားဝါဒ၌အနတ္တဟုသောအရေးအယံအတန်ကလေးမြရှိခြင်းရှိပေလိမ့်မည် ို့သောဗုဒ္ဓ၏အလိုတော်ကြဖြစ်သော အနတ္တအယူအဆကမုတ်ချမရှိနိုင် အနတ္တဟုမယူနိုင်သေးသမျှလည်းအတ္တဟုထင်မှတ်ရာ ခန္ဓာ၅ပါးမှ မလွတ်လပ်နိုင် ထို့သောမလွတ်လပ်သမျှအနတ္တဖြစ်သောနိဗ္ဗာန်ဓာတ်သို့မပြောင်းနိုင်ကြဟု မုတ်ချဆက်ဆက်မှတ်သားကြပါလိမ့်ဤတွင် အနတ္တလက္ခဏာတုတ်ကိုဖတ်ကြားပူဇော်လို့ပြီးပါပြီရှင်